ရွှေမလိုသဘောမထားပဲဆိုပြီးအတွက်တင်းတောင်းချီရဲ့အိမ်လုံး40လေးကနေ ရွှေကလက်ဖွဲ့ခဲ့တဲ့ဟင်းဝီယံဖခင်ဟင်းဝီယံရဲ့ဖခင်ဖြစ်သူဦးဝင်းကိုကတချိန်တုန်းကတော့ရွှေမအပေါ်မှာမကောင်းနိုင်တဲ့လူကြီးဖြစ်နမိတ်ကြီးခဲ့ပါဒါပေမဲ့တကယ်တမ်းဟင်းဝီယံနဲ့ပတ်သက်တဲ့ရွှေမအဖြစ်ဆိုပြီးတစဉ်ကိုလက်ခံလိုက်ရတဲ့အချိန်မှာတော့မတင်မထားလောက်အောင်ပြောင်းလဲနေကြရပါဟင်းဝီယံချစ်တဲ့ဆိုပြည့်တစဉ်ကိုချွေမအဖြစ်လက်ခံပေးကမိင်္ဂလာပွဲဆိုလဲအကြီးဆုံးသာလုပ်ပေးရဖြစ်ပါတယ် မင်္ဂလာပွဲ၆ပွဲလုပ်ပြီးရဲ့အပြည့်လက်ဖွဲ့ကိုလည်းအကြီးစားပြင်ဆင်ပေးထားတာပါဟင်းဝီရန်တို့ဖခင်တွေကတားရှင်ဆိုရာထက်ကိုပိုကတာဝန်ကြီးပုံနေရာဖြစ်ပါ යි ဟင်းဝီရန်နဲ့ဆိုပြည့်တစင်တို့ရဲ့မင်္ဂလာပွဲကိုတာဝန်ယူပေးရဲ့အပြည့်နေဖို့အင်ကအစတေချာပြင်ဆင်ပေးထားတာပါမိဘတယောက်ရဲ့တာဝန်ဆိုရာထက်စနစ်တကျလုပ်ပေးတာကိုအထင်းသားမြင်တွေ့ခဲ့ရတာဖြစ်ပါ යි ။ဇိုပြည့်တစင်တို့နေဖို့အိမ်ကိုလည်းဖခင် ကိုရိုင်းကလိုက်ရွေးချယ်ထားတာပါ။ လက်ထက်မယ်လို့စီစဉ်ပြီးရတဲ့အချိန်မှာသူတို့နှစ်ယောက်နေဖို့အင်ကိုလိုက်ရှာပါ යි မိင်္ဂလာဦးအင်ကိုလည်းသူများနေပြီးသားအင်ကိုမဝယ်ပေးပဲအိမ်အစ်စ်ကိုလိုက်ရှာကဝယ်ပေးခဲ့တာဖြစ်ပါ යි အင်ကိုဆောက်ပြီးခါစားတေချာမတက်ရသေးခင်အင်ကိုဆောက်ပြီးခါစားအချောမတက်ရသေးခင်အိမ်တွေလိုက်ရှာခဲ့တာဖြစ်ပါ යි မိဘတွေနေထိုင်မှုမဟုတ်ပဲရွှေမနဲ့သားဖြစ်သူနေမဲ့အိမ်ဆိုပေမဲ့အင်ကိုပြီးစလဲဝယ်ပေးရမျိုးလုံးဝမလုပ်ပါဘူးစနေတကြကိုလိုက်ရှာကရွှေပေးခဲ့တာဖြစ်ပါ යි အင်ဝီယန်နဲ့ဖခင်ဖြစ်သူတို့ကအင်္ဂလိပ်ရှာရေးအလုံး40လောက်လိုက်ကြည့်ခဲ့ရပါတယ်။ဖခင်ဖြစ်သူစိတ်တိုင်းမကြတာကြောင့်အင်တွေကကြည်ရင်များသွားတာပါ။ဖခင်ဖြစ်သူကအင်ကိုပြီးစလဲဝဲပေးရမျိုးမဖြစ်ချင်ပါဘူး။အင်ကလည်းကြီးရမှာဖြစ်တယ်လို့အဟိတ်အဟန်ရှိကပြီးပြည့်စုံတာမျိုးလိုချင်တာပါ။ဒါအပြင်နေရာပါအဆင်ပြေတာမျိုးကိုမှလိုချင်တာမို့ရှာရင်းနဲ့အလုံး40လောက်ဖြစ်သွားတာပါ။ခုလက်ရှိဝဲပေးလိုက်တဲ့အင်ဆိုရင်နေရာကလည်းအဆင်ပြေတယ်လို့တံမိုးကလည်းအတော်လေးကိုမြင်ပါပါ යි ။ တိန်တောင်းရှိပမာဏတန်မိုးရှိကတန်မိုးအတိအကျကိုထုတ်ပြောခဲ့ခြင်းမရှိပါဘူးတန်မိုးပြောရတာကိုသဘောမကျတဲ့အတွက်လျှို့ဝှက်ထားတာပါဒါပေမဲ့အင်းရဲ့အနေထားကိုကြည်ရနဲ့တန်မိုးကြည့်မယ်ဆိုတာကိုလူတိုင်းသိနိုင်တာကြောင့်ဖြစ်ပါတယ်အင်းကအကျန်းထည့်တာဖြစ်ပြီးစီးသုံးကလှအောင်ပြန်ပြင်ဆင်ထားရတာပါအင်းတစ်ခုလုံးကိုလှပအောင်လဲဟေးဦးရန်တို့ဖခင်ကပဲတာဝန်ယူထားရတာဖြစ်ပါတယ်တချို့ဆိုရင်ရွှေမနေမဲ့အင်းကိုပြီးစလွေတာလုပ်ပြီးတကြပါတယ် ဒါပေမဲ့ဟင်ရီယန်တို့ကချွေးမကိုလည်းတမီးလိုသာသဘောထားလို့အစအစအရာရာလှုပ်ပေးကြပါ යි ။မိင်္ဂလာပွဲစည်းရိတ်ပါတာဝန်ယူပေးပြီးတဲ့အပြင်ခုလိုနေမဲ့အိမ်မှာလှုပ်ပေးရမို့အတော်လေးကိုတန်မိုးထားတယ်လို့ဆိုရမှာဖြစ်ပါ යි ။ဟင်ရီယန်ရဲ့မိခင်ဆိုရင်လည်းတားဖြစ်သူကိုအတော်လေးကိုနှမျောတတူပါ။မိင်္ဂလာပွဲမှာလည်းမျက်ရည်တွေကျနေကြတာဖြစ်ပြီးဟင်ရီယန်ကိုချစ်လွန်လို့မပေးရနိုင်ဖြစ်နေရပါ။နှမျောတာမျိုးတော့မရှိဘဲစိုးပြစ်တဲ့စဉ်လက်ထဲမှာမို့စိတ်ချချနဲ့ကိုထည့်ပြလိုက်တာဖြစ်ပါ යි ။ ချုပ်ပြည်တစဉ်ကအနေထိုင်အေးစိတ်ပေမဲ့တွက်လက်ကထက်မြက်တာမို့တမိတယောက်လိုချက်ရတယ်လို့ဖွင့်ဟလာခဲ့ပါ යි ဟေဝီယန်ကလည်းဘယ်အရာမဆိုချုပ်ပြည်တစဉ်စိတ်တိုင်းကြတာလုပ်ပေးရမို့စိတ်ချမ်းသာစရာသာဖြစ်နေရပါချုပ်ပြည်တစဉ်အတွက်မှန်ကန်တဲ့အိမ်တော်ရင်ရွေးချယ်မှုလို့အတိမတ်ပြုနေကြတာပါလက်ထက်ပင်သူတို့နှစ်ယောက်ကကလေးနှစ်ယောက်ယူကြမှာလို့လည်းသိရပါ යි တိန်းတောင်းရှိရဲ့အင်ဂျီကိုလက်ဖွဲ့ပေးခဲ့တဲ့ဟေဝီယန်ရဲ့ဖခင်အပေါ်ဘလုံးမြင်လဲဆိုတာပြပြပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်